္လာညနေခင်းပါရှင်ကျမတော့ဖူးဤနွယ်ပါ DV မြန်တန်ကြိုင်ညနေ၄နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ဖန်စီအချင်းချခံထားရတဲ့နိုင်ငံတော်တမင်ကန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်အပါအဝင်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွေးချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြည်သက်သမရကထပ်မံတောင်းဆိုလိုက်ပါတယ်။ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်စီကနေဒေါအောင်ဆန်းစုကြည်ကိုပေးပို့ခဲ့တဲ့ပုဂ္ဂိုလ်ရေးစာမှာဖော်ပြထားတာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်နေတယ်လို့လည်းပြင်သစ်ခေါင်းဆောင်ကဆိုပါတယ်။အဲဒီစာကိုပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံအတွက်အထူးကိုယ်စားလှယ် Mr. Christian Lechevy နဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Harris ကိုဦးထိန်လင်းတို့တွေ့ဆုံခြင်းကလက်ခံရရှိခဲ့တာပါ။ဒါ့ပြင်ဒေါအောင်ဆန်းစုကြည်အပါအဝင်မြန်မာပြည်သူတွေကို ပြည်သက်နိုင်ငံခေါင်းဆောင်နဲ့ပြည်သူတွေကတနာပြူနာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိတယ်လို့လည်းဆိုထားပါတယ်ရှင်။တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့စစ်ကောင်စီတို့အကြားအပြည့်ရဲ့ကြီးညာပြီးစုခွာဖို့သဘောတူထားတဲ့မန္တလေးတိုင်းအထက်ပိုင်းမိုးကုတ်မြို့ကနေ TNL တပ်တွေနိုမာလာ20ရင်းကစပြီးစတင်စုခွာမယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါရယ်။ အပြည့်အကျညာပြီးတဲ့နောက်အော်တိုဘာလ30ရက်နေ့မှာပြုလုပ်ခဲ့တဲ့မိုးကုတ်မြို့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ TNL တပ်တွေနိုမာလ20ရက်နေ့ကစပြီး25ရက်နေ့အတွင်းအပြီးဆုတ်ခွာမယ့်အကြောင်းတင်ပြဆွေးနွေးရရှိလို့ဆိုပါတယ်။ဒါ့ပြင် TNL တပ်တွေဆုတ်ခွာပြီးတဲ့နောက်မိုးကုတ်မြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ထားနိုင်ဖို့အတွက်ကိုလည်းပြင်ဆင်နေတယ်လို့မိုးကုတ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့စီရေးသတင်းမြင့်တူက DUV ကိုပြောပါတယ်။အပြည့်ရဲ့သဘောတူညီချက်အရမိုးကုတ်မြို့ကနေ TNL တပ်တွေဆုတ်ခွာဖို့ရှိပေမဲ့ ဘလို့ပုံစံနဲ့ဆုတ်ခွာမယ်ဆိုတဲ့အချက်ကို TNL ကတိတိပပထုတ်ပြန်တာမရှိသလိုတော်လိုင်းတက်ကိုရှင်းလင်းအသိပေးတာမျိုးလည်းမရှိပါဘူး။ဒါကြောင့်စစ်ကောင်စီတက်မိုးကုတ်မြို့ရဲ့အလွယ်တကူဝင်လာနိုင်ဖို့ TNL ကလမ်းကြောင်းပေးလာမှာကိုတော်လိုင်းတက်တွေနဲ့မြို့ခံတွေကစိုးရိမ်နေကြတယ်လို့သိရပါဗျ။ TNL တက်တွေမိုးကုတ်ကနေဆုတ်ခွာပြီးတဲ့နောက်စစ်ကောင်စီအောက်ကနေမြို့မှာ TNL ဆက်ဆံရုံဖွင့်ဖို့ပြင်ဆင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး DUV ကတိကျအတိမပြုနိုင်သေးတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကိုလည်းမေးမြန်းထားဆဲဖြစ်ပါတယ်ရှင်။ ရခိုင်ကစစ်ပေးရှောင်စခန်းတွေမှာကလင်းငယ်တွေဟာကျန်းမာရေးစောင့်ရှောက်မှုမရရှိတာအာဟာရပြည့်ဝစွာမရရှိတာတွေကြောင့်ကိုဝင်ဆောင်မိခင်တွေကလေးအသင်မွေးဖွားတာမွေးဖွားပြီးလပိုင်းအကြာမှာပဲသိဆုံးတာတွေတိတိတတ်တတ်တိုးလာနေပါတယ်။ညီထွေးကရိုက်ကူးမြင်မြန်ထားပြီးကေခိုင်တင်ဆက်ပေးထားပါတယ်ရှင်။ ရခိုင်ပြည်ပုံနာကျောမြို့နယ်မှာရှိတဲ့တောင်မင်းကလာစစ်ဘေးရှောင်စခန်းထဲမှာကျမရဲ့စောက်ရှောက်မှုမရရှိလို့တနည်းအတွင်းမှာပဲမွင်ကင်းစခလင်းငယ်တင်ဆိုးမှု၄ကျင့်အထိရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစလို့အခုနှစ်2025ခုနှစ်အောက်တိုဘာလအထိတင်ဆိုးမှု၄ကျင့်အထိရှိခဲ့တာပါ။ဒါဟာကွန်အောင်ဆောင်အမျိုးသမီးတွေကိုရောခလင်းမင်းခင်တွေကိုပါစိုးရင်စိတ်မြင့်တက်စေခဲ့ပါတယ်။ တောင်မင်္ဂလာစစ်ပေးဆောင်စခန်းထေကစစ်ပေးဆောင်မိခင်တယောက်ဖြစ်တဲ့ဒေါ်ရင်ရင်ဦးကတော့မွေပြီး၃လအကြာမှာပဲခလေးဆုံချုံခရရတယ်လို့ဆိုပါရယ်။သူမကိုဝန်ဆောင်နေခြင်းအတွင်စေဝါရှာပါမုံတန်းကြောင့်ကာကွယ်စီမထိုးနှံခေရတာဟာခလေးသိဆုံးမှုအတွက်အဓိကအကြောင်းအရာတစ်ခုဖြစ်နေလားဆိုတော့တန်တရာစိတ်တွေနဲ့ပဲဖြတ်တန်းနေရတယ်လို့ဆိုပါတယ်ရူရူဖက်ဆာထန်လို့စကကချက်ချက်မလာပါဖက်ဆာနဲ့နုံလေးမစိုးရ ။တညာလုံးစေနိုင်ကလည်းတညာလုံးမလို့အထီးတောင်းနေပါယ်။စေခဲကလို့စလေတကအတန်းကလည်းတပတ်လည်းမဟိမဟိတပတ်လည်းမင်းနဲ့ထိုင်ထိုင်နေနေရတဲ့အစေကညူမီလာအတားကအတတ်ခုတွေမင်းချရပါကတကောမလောက်ရပါစကကလောက်ဆောင်ဆောင်လောက်စကကစကကဆောင်ပတ်နေပါအဲတထူတီစီတီထူလို့ထောင်းနေပါထောင်းချမ တို့မွေးချီမှာ၃နိုင်မှအတားလမရှိရပါဒါဟာသူမရဲ့ဒုတိယမြောက်ကလေးဆုံရှုံခရတာဖြစ်ပြီးသူမရဲ့ပထမကလေးကတော့ကာကွယ်စေအပြည့်အဝထိုးနိုင်ခဲ့လို့ကျဲမရဲ့ကောင်းမွန်စွာမွေးဖော်နိုင်ခဲ့ပြီးလက်ရှိမှာ၃နှစ်အရွယ်ရှိပြီလို့ဆိုပါတယ်ရခိုင်မှာမြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ကစစ်ကောင်စီကရခိုင်ပြည်ကို ကုံလဲရေလန်သောလောက်ခွင့်ကန့်တက်ပိတ်ဆို့ထားမှုတွေကြောင့်ဒေတာတွင်ဆေးဝါးစင်းလုံးတွေမြင့်တက်လာကဆေးဝါးရှားပါးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။ရခိုင်မှာဆေးဝါးတွေရှားပါးလာတာနဲ့အများကျဲမာရေးစောက်ရှောင်းမှုတွေကလည်းမရရှိသလိုကိုဝန်ဆောင်မိခင်တွေနဲ့ဝန်ကင်းစခလင်းငယ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကာကွယ်ဆေးကိုတောင်မထိုးနေနိုင်ခဲ့ပါဘူး။ အလားတူပဲတောင်မင်းကလာစစ်ပေးရှောက်စခန်းမှာလည်းကိုဝင်ဆောင်တွေနဲ့အမွေကင်းစကလေးငယ်တွေမှာကျဲမရဲစောင့်ရှောက်မှုမရရှိတာအဟာရတဲ့ပြည့်ဝစွာမရရှိတာတွေကြောင့်ကလေးအသေးမွေးဖောတာနဲ့မွေးဖောပြီးနှစ်လသုံးလအကြာမှာပဲကလေးတည်ဆုံးတာတွေရှိနေတယ်လို့စခန်းတောင်ဝင်ရှိသူတွေနဲ့ကလေးမိခင်တွေစီကသိရပါတယ်သူတို့ကကိုယ်စီမထိုးနိုင်လို့အချိန်မှာပို့ဝန်နေလို့ပြောပါအတဝတိဖိုက်တယ်ဦးလောစဘာစင်မလေးရေအရှိလေးစင်မတိလခဘရေပထမအရှိတိရကြခက ပေါ့ဘူးဝင်ထင်မှမသိဘာလားမသိပေါ့ဘူးပေါ့ဘူးတင်ပါရေးကအတရားကပေါ့ဘူးဆိုနေတော့နော်နုံမတော်မနော်ဝင်ဖူးလို့တိခပါရဲ့ဒီကအတရားကနေမြေကြီးခေါလာခနိုင်လို့ရှိပါရဲ့ရရှိလေမမုံမပါပို့ဝန်ဆိုပုံစံမျိုးနဲ့ရရှိလေဒီခပါရဲ့ကိုမဆောင်မိခင်တွေအတွက်လိုအပ်တဲ့ဈေးမရေးပြုစုစောင့်ရှောက်မှုမရတာအပြင်အာဟာရပြည့်ဝစွာမစားသုံးနိုင်မိခင်နဲ့ကလေးအတွက်မမွေးခင်အချိန်မှာပါမွေးပြီးအချိန်မှာပါ အသက်အန္တရာယ်ရှိနေနိုင်ရဲ့လို့ကျန်းမာရေးအသံဝိုင်းကထောက်ပြပြောဆိုပါတယ်။ဒါကြောင့်ကလေးအသေးမွေးဖွားတာနဲ့မွေးကင်းစကလေးငယ်တွေအသက်ဆုံးရှုံးနေမှုတွေကိုရှော့ချနိုင်ဖို့အတွက် ကာကွယ်ဆေးတွေထိုးနေကြဖို့နဲ့ဆေးရုံစေခန်းတွေမှာလာမွေးကြဖို့အကြံပြုပြောဆိုထားပါတယ်။ဒါပေမဲ့အလောအကိုင်းရှားပါးတဲ့အတွက်မတည်ယုံတမေပဲအငှက်ပဲကိုဖြည့်ရှင်းနေရတဲ့စစ်ဘေးရှောင်တွေကတော့ကိုယ်ဝန်ဆောင်နေချိန်မှလေအာဟာရပြေဝါစွာမစားတောင်းနိုင်သလို ဆေးရုံစည်းခန်းတော်ပြီးတော့ကာကွယ်ဆေးတွေမထိုးနိုင်ဘူးလို့တောင်မင်းကလာစစ်ပေးဆောင်စခန်းကကိုဝန်ဆောင်မင်းခင်တယောက်ဖြစ်တဲ့ဒေါ်လာမင်ကပြောပါတယ်။သူမဟာလက်ရှိမှာကိုဝန်ကိုလာရှိနေပြီဖြစ်ပြီးမိသားစု6ယောက်ရှိတဲ့အပြင်အလို့ကိုင်းတွေလည်းမရှိသလိုကုညီထောက်ပံ့မှုတွေလည်းမရရှိတဲ့အတွက်ကိုဝန်ဆောင်အတွက်လိုအပ်တဲ့အာဟာရဖြစ်စဉ်နဲ့အစားအစာတွေကိုတော့မစားနိုင်ဘူးလို့ဆိုပါတယ်။ဇိုင်းနွေးလည်းအဆုံးပေးမိသားစုလည်းများရင်အဆင်များရင် စီတလုံးထော်လက်တင်းဘယ်ကနေတနေဒီပေအာမဟိစောလေစင်းစားပါဟဲ့စာစာချန်စလင်းစာရခိုင်မှာကာကွယ်ဆေးတခါထိုးနေဖို့ငွေကျက်တသိန်းနီးပါအထိကုန်ကြမှုရှိနေတယ်လို့သိရပါတယ်ဒီလိုမျိုး မိခင်ရဲ့အနှွေနဲ့ဖြစ်ရဆိုတဲ့ကြုံတွေ့နေရတာကဒီစစ်ဘေးရှောင်စခန်းတစ်ခုလေးတော့မဟုတ်ပါဘူးရခိုင်ပြည်အတွင်းစစ်ဘေးရှောင်တိုင်းလို့လို့မှဖြစ်နေတာပါ ။ဒါတွေကြောင့်တစ်ဖက်မှာလည်းစစ်ဘေးရှောင်တွေဟာခလေးယူဖို့စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုဝန်တားဆဲတဲ့အကာအကွယ်ပစ္စည်းတွေကဈေးကြီးနေတဲ့အတွက်မလို့ချင်ပေမဲ့ခလေးရတော့ကြတဲ့အခြေအနေတွေလည်းရှိနေတယ်လို့မင်းပြမျိုးနဲ့စွန်ရဲစစ်ပီရှောင်းစခန်းမှာနေထိုင်တဲ့အသက်38နှစ်အရွယ်ကိုကံမင်းအောင်ကပြောပါရယ်လူမာရကသာမတိတော့ယူဖို့စံတာရရှိရေတော့အိမ်ထောင်ကလေးကျွန်တော်တို့အိမ်ကအခင်းနေတော့ခါ မယူရှောင်းမယူရှောင်းပဲနဲ့တော့ရာခတ်ဆိုတော့အတိုက်တာတူရလေရနေပိုင်လိုက်ဟိုမှာပိုင်လိုက်ဒီဘဝတလုံးနဲ့သားမရောက်လေတော့အပိုင်ပြီးတော့မယူရှောင်းအပိုင်ရောက်နေနေတော့ယောက်ျားနဲ့မမဆိုတော့ပြီးကျပါလေနဲ့အဲနေတော့ကဝန်ကြီးကတည်းက double တာစီမူစီလေးအောင်ဝင်လို့မခုနာရရခိုင်မှာကိုဝန်တာစီတကက်ဟာစစ်ဘေးရှောင်စခဲမှာနေထိုင်တဲ့စစ်ဘေးရှောင်တွေရဲ့တရက်တာဝင်ဝင်နဲ့ညီများတယ်လို့ဆိုပါတယ်လက်ရှိမှာတော့အရခတတော် A က ထိန်းချုပ်ထားတဲ့မြို့နေတိုင်းလိုလိုမှာမွေးကင်းစားကနေတုံးနဲ့အရွယ်ကလေးငယ်တွေကိုကောက်ွေစေအခမဲ့ထိုးနယ်ပေးတော်မှာဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်အတွင်းမှာအေအေကကျဲမာရေးပညာရေးကရအသီးသီးမှာဝန်ဆောင်မှုတွေပေးနေပေမဲ့လေကုံစီစီစင်မှုနဲ့နိုင်ငံတကာအကူအညီဝင်ရောက်မှုအားနည်းနေသေးတာကြောင့်လုံလောက်မှုမရှိသေးဘူးလို့ဆိုပါတယ်။ ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအိမ်စွန်ခေါ်ထွက်ပြေးတိမ်းရှောင်နေရသူ6သိန်းကျော်ရှိပြီးစာဝန်တွေ၊ကျဲမာရေး၊ပညာရေးစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ပြည့်နေနေပါတယ်။ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကရခိုင်ပြည်အတွင်း2025ခုနှစ်မှာ အငတ်ဘေးကျန်အောင်နိုင်ပြီးလက်ရှိမှာလူရေနှသန်းလောက်ကအငတ်ဘေးစိုက်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ကျမကေခိုင်ပါ။ ထိုင်းနိုင်ငံမဲဆောက်မြို့မှာကထိန်သင်္ကန်းကက်လူပူဇော်ပွဲနဲ့ပရိသာပင်လှည့်လည်ပွဲကိုမဲဆောက်ရွှေ့ပြောင်းចောင်းသူចောင်းသားတွေဆရာဆရာမတွေနဲ့ចောင်းသားမိဘတွေစုပေါင်းပြီးဒီနေ့နိုမာလာ၄ရက်မနက်ကပြုလုပ်ခဲ့ကြရတယ်လို့လှည့်လည်ပွဲမှာလိုက်ပါခဲ့သူတွေစီကနေသိရပါဗယ်ပရိသာပင်လှည့်လည်ပွဲကိုမဲဆောက်မြို့အုပ်ချုပ်ရေးအဖွဲ့ရေးစီမှာခွင့်ပြုချက်တောင်းပြီးမဲဆောက်မြို့အတွင်ပရိသာပင်လှည့်လည်ခဲ့တာဖြစ်ပြီး မဲဆောက်မြို့မှာရှိတဲ့ဖုံးတော်ကြီးအကြောင်းတွေကိုလှူဒန်းခဲ့ကြရလို့ဆိုပါတယ်။ရွှေပြောင်းအထက်တန်းအကြောင်းတွေဖြစ်တဲ့ New Day အကြောင်းနဲ့စာသူလေအကြောင်းကအကြောင်းသားအကြောင်းသူတွေဆရာဆရာမတွေကလှူဒန်းပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်းမြန်မာရိုးရာယဉ်ကျေးမှုကိုဖလှယ်ရလဲရောက်တယ်လို့ပွဲကိုတွားရောက်ခဲ့သူကပြောပါတယ်။မဲဆောက်မြို့မှာရောက်ရှိနေတဲ့မြန်မာရွှေပြောင်းအကြောင်းတွေဟာပရိသတ်ပင်လှည့်လည်ပွဲနဲ့ကထိန်သင်္ကန်းကတ်လူပူဇော်ပွဲတွေကိုထိုင်းနိုင်ငံသားတွေနဲ့အတူနှစ်စဉ်ကျင်းပလေးရှိတယ်လို့မဲဆောက်မြို့မှာနှစ်ရှည်ရောက်ရှိနေထိုင်သူတွေကပြောပါတယ်ရှင်။ ီကနေ့ကြားရောက်တဲ့တစောင်းမုံလာပြည့်နေ့မှာမိုးလုံးပြည့်မဲမောင်နေတဲ့ကြားကရွှေတကုံစီရော်ကိုဖျားဖူးပြည်သူတွေတဖွဲ့ဖွဲ့လာရောက်ခဲ့ကြပါတယ်။အရင်လာပြည့်နေ့တွေတုန်းကဖျားဖူးပြည်သူတွေဟာမနက်အစောပိုင်းမှာဖျားကိုတပြိုင်နက်တက်ရောက်လေးရှိကြပေမဲ့ဒီကနေ့မှာတော့ရာသီဥတုမကောင်းတာကြောင့်မနက်7:00နာရီလောက်မှာမှတဖွဲ့ဖွဲ့တက်ရောက်လာကြတာဖြစ်ပါတယ်။ဖျားဖို့ပြည်သူတွေဟာကထိန်တင်ကန်းနောက်ဆုံးကတ်လူကြတဲ့နေ့မတိုးတင်ကန်းရက်လုတ်ပူဇော်ကြတဲ့နေ့ရဟန်းပြူရာအကျိုးဖြစ်တဲ့ တမညာဖလတ်တုတ်တော်ကိုဟောကြားမှုဟောကြားတော်မူတဲ့နေဒူးနေမြက်ဖြစ်တဲ့တစောင်းမုံလာပြည့်နေမှာမိုးလုံးပြည့်အဆက်မပြတ်ရွာသွန်းနေတဲ့ကြားကဖျားဖို့လာရောက်ကြပြီးတော့နိုင်ငံတည်ငြိမ်အေးချမ်းပါစေကြောင်းလဲဆုတောင်းခဲ့ကြပါတယ်။ဗုဒ္ဓဘာသာဝင်တို့အတွက်တစောင်းမုံလာပြည့်နေဟာမြက်စွာဖျားရှင်ကိုစီမီးပူဇော်ကြတဲ့နေဒူးနေမြက်ဖြစ်တယ်လို့ကထိန်သင်္ကန်းကတ်လူတဲ့နေဒူးနေမြက်လည်းဖြစ်ပါတယ်။ဒါပြင်တစောင်းမုံလာပြည့်နေဟာမတိုးသင်္ကန်းရက်လုံးလူတန်းတဲ့နေဖြစ်တယ်လို့မြက်စွာဖျားရှင်ကအစာတသက်မင်းနဲ့ပြိသက်တွေကို ယဟန်ပြုရတဲ့ကောင်းကျိုးတွေတာမညာဖလာတုတ်တော်ကိုတစောင်းမုံလာပြည့်နေ့ညမှာဟောကြားတော်မူခဲ့လို့တာမညာဖလာအခါတော်နေ့လို့လည်းခေါ်ဆိုကြပါတယ်ရှင်လေဖိအားနဲ့ရဲဝန်းနဲ့တိုင်ဖုန်းမုန်တိုင်းခေမကီအကျွင်းအကျံတွေကြောင့်ဒီကနေ့နိုမာလာ၄ရက်နေ့မှာမြန်မာနိုင်ငံရှိတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းပြောဆိုပါတယ်။ကိခိုင်သတင်းပြဖို့ထားပါရရှင်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့မြန်မာနိုင်ငံမြို့တော်ကျွန်းပေါ်ကံရုံးတဲ့ဒေသအနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်ဆက်လက်တည်ရှိနေတဲ့အတွက်နေရာအနဲ့မူကြီးနိုင်ရဲလို့စစ်ကော်မရှင်လက်အောက်ခံမူစလာကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီလေဖီအာနေရဝဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့လျားနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတွေနဲ့မြို့တော်ကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနေလို့မိုးစလာကခန့်မှန်းပြောဆိုပါတယ် လီဘီအာနဲ့ရဝန်အရှိန်နဲ့တိုင်ဖွန်းမုန်တိုင်းအကျွမ်းအကြံတွေကြောင့်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသေးထဆုံလျှော့သွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။လီယန်နီအတွက်ဆိုလို့ရှိရင်အဲကျွန်တော်ရခိုင်ပြည်နယ်လေမိုးများနိုင်တယ်။အဲအေယဝရီတိုင်းရခိုင်တိုင်းပေါ့လီဘီအာနဲ့ရဝန်ကြောင့်ပေါ့နော်။အဲသူကဒီယန်နီတရက်အထက်မှာ၂၄နာရီအတွင်းမှာ၃လက်မကနေပြီးတော့၄လက်မလောက်အထိမွေးခြင်း ြနိုင်တယ်ပေါ့အဲပြီးတော့ဒုတိယအများဆုံးကဒီပဲခူးတိုင်းရေမွန်ပြည်နယ်ရေတနင်္လာရီတိုင်းရေဒီမာဒီမာကတော့သူကနှစ်လမအထက်၃လမလောက်၂၄နာရီတွင်မှာမူးရောနိုင်တယ်အမိုးများနိုင်တယ်ဆိုတော့မိုးတဲတာကတော့များသောအားဖြင့်ကတော့နေ့အပူချိန်ကျသွားတဲ့ဒီမွန်လွယ်ညနေပိုင်းညပိုင်းဒီမှာမိုးများတတ်တယ်အမိုးတဲတတ်တယ်ပေါ့နော် မွန်ဇလာရဲ့ထုတ်ပြန်ချက်တွေအရစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကျကျမကွေတိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်နဲ့ကြံတိုင်းနယ်ပြည်နယ်တွေမှာနေရာအနှက်အပြားမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်၊မန္တလေး၊မကွေ၊စကိုင်းအောက်ပိုင်း၊အေရဝတီနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ရဲလို့ဆိုထားပါတယ်။ ဒါအပြင်ရန်ကုန်ပဲခူးအရာဝတီနဲ့ရခိုင်ပြည်နယ်တွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေ့လျားရာနေရာတခြားမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ခြုံကျော်တာမိုးကြိုးပြစ်တာလျက်စီးလက်တာနဲ့မိုးသီးကျူတာတို့ဖြစ်ပေါ်နိုင်တယ်လို့သတိပေးပြောဆိုထားပါတယ်။ ရဲကုန်းမြို့မှာရှိတဲ့တာမွေမရန်ကုန်းတာကေတာမြောက်တကုန်းလိုင်းသာယာစတဲ့မြို့နယ်တွေအပါအဝင်နေရာတချို့မှာမိုးစတိုက်လျှော်သွန်းနေတာကြောင့်လမ်းမကြီးတွေမှာရေဝုန်းနေပြီးရင်ကျော်ပိတ်ဆို့တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။မိုးကတော့တောင်ချောင်းကြီးရွာနေတော့ပေါ့နော်။ခြေကတော့သူကမနေအားညနေပိုင်းတော့ကိုတော့တရားရက်သွားတဲ့အခါကျတော့ခြေကနည်းနည်းလေးဆင်းသွားတယ်ပြောမှာပေါ့နော်။ချောင်းကြီးမတက်တာလည်းပါတော့ပေါ့။ဒါပေမဲ့သူတို့မျောင်းနေပါတယ်ကပိတ်ဆို့တာများတော့ မဆင်းနိုင်တော့ကြားတယ်ကမင်းကတော့တော်တော်များများနစ်ပါတယ်မျိုးရဲဆိုအခုတော့ကားမောင်းနေတော့ကမင်းရဆိုရင်တော်တော်ရှောင်ရတယ်ဟိုပြောချင်တာကဒီမျိုးတော်စီပင်တော့ပါတော့လည်းတိတ်မလုံနိုင်တော့ညောင်းရှင်းတာအရင်လိုတန်ရှင်းလောက်တာဆိုတော့လုံးဝမရှိသလောက်ပဲအဲဒီအတွက်ညောင်းကတော့ရှောင်ပိတ်နေအောင်ပါပဲဒါပြင်မြန်မာကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာရံဖန်ရံခါမိုးတက်လေပြင်းကြောက်ပြီးလိုင်းကြီးနိုင်မယ်လို့ဆိုထားပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြင်းပြင်းလေးဟာတနအီကို35မှအထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြန်မာကန်ရုံတဲ့တခြားနယ်ကန်လွန်ပင်လေပြင်းတွေမှာရှစ်ပေကနဲ့ဆေပေလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းတိုင်ဖွန်းမုန်တိုင်းအကျဉ်းကြံကြောင်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်း ရန်ကုန်တိုင်း ARD တိုင်းတွေမှာနိုဝင်ဘာလ9ရက်နေ့တရက်မိုးလေကင်းစင်လာပြီးနိုဝင်ဘာလ10ရက်နေ့မှာတော့တိုင်ဖွန်းမုန်တိုင်းအကျဉ်းကျဉ်ဝင်ရောက်ပြီးမိုးပြန့်လျော့နိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။ကျွန်မကေခိုင်ပါ။ ရန်ကုန်မြို့သိုးနာ Eastern Yangon Event Park မှာ normal 1ရက်နဲ့2ရက်ညတွေတုန်းကကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာ stage စင်ပေါ်ကနေကွန်တုံးဝေရင်ညဉ့်ဉန်းစကလုံးတွေပြောဆိုခဲ့တဲ့ Wink Owens Guitar အဖွဲ့ရဲ့ rapper အဆိုတော် Wink ကိုစစ်ကောင်စီတပ်က normal 3ရက်မှာဖမ်းဆီးသွားတယ်လို့ဤဆက်သူတွေစီကနေသိရပါဗျ။အစိုးရကိုဖမ်းဆီးဖို့စစ်တပ်ထောက်ခံသူတွေနဲ့မန္တလေးကသာသနာတန့်ရှင်ရေးဝီတော်တနေအဖွဲ့ကဆရာတော်တွေလှုံ့ဆော်ကြတာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့သူ့ကိုပုံမှန်၃ခုနဲ့တရားစွဲထားတယ်လို့နှီးဆက်သူတွေကပြောပါတယ်။စစ်တပ်ကနိုမာလ၃ရက်မှာအဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဆိုတဲ့အကြောင်းစစ်တပ်ထောက်ခံသူအဆိုတော်ယုံလေးကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေတစိမ့်မျှဝေထားပြီးဗမာထိန်းသိမ်းထားပြီးဘယ်ပုံမှန်တွေနဲ့အရေးယူမယ်ဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး။ overflow festival ဖြောပြပွဲကျင်းပသူတွေကလည်းအဲ့ဒီအဆိုတော် wink နဲ့ဘက်ကိုဘိန်းကိုလက်တွဲဖြုတ်လိုက်တယ်လို့နိုမာလာ၃ရက်မှာအတည်ပြုထားပါတယ်ရှင်။တနေ့တစ်ကြိမ်စီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လေးရှိတဲ့တရင်ကျွရေကျော်ပွဲစည်းကိုဒီနှစ်မှာတော့တစောင်းတိုင်းမှာထပ်မံပြုလုပ်ဖို့စီခိုင်းတာပဲမဲ့ရာသီဥတုကြောင့်ရောပွဲတော်တွေအပြိုင်ဖြစ်နေတာကြောင့်စီကားမှုမရှိဘူးလို့ဒေသခံတွေစီကနေသိရပါတယ်။ဝေဝေသတင်းပြဖို့ထားပါတယ်ရှင်။ ရန်ကုန်ကိုပွဲတော်တွေနဲ့စီကောင်းအောင်ပြုလုပ်နေတဲ့စစ်ကောင်စီဟာရေကြောပွဲစည်းကိုဒုတိယအကြိမ်ထပ်မံပြုလုပ်ဖို့ညွှန်ကြားထားတာကြောင့်ဒေသခံတွေကစိတ်ရှုပ်နေကြရပြီးရာသီဥတုနဲ့ပွဲတော်နေရာတွေအတော်များများမှတပြိုင်တည်းပြုလုပ်နေတာတွေကြောင့်စီကောင်းမှုမရှိဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ပုံမှန်သတင်းကြိုပွဲတော်အတွက်ရေကြောပွဲစည်းကိုအော်တိုဘာလာတွေမှာပြုလုပ်လို့ရှိပေမယ့်အခုနှစ်မှာတော့တစောင်းနိုင်ပွဲတော်အတွက်ပါနိုဝင်ဘာလ၁ရက်ကနေ၅ရက်နေ့အထိ ပြုလုပ်ဖို့ညွှန်ကြားထားတာဖြစ်ပေမယ့် လာရောက်လည်ပတ်သူတိတ်မရှိကြောင်းနဲ့ရှင်မြင့်ဖြော်ပြပွဲတွေလည်းအခုချိန်ထိပြင်ဆင်ထားတာမတွေ့ရကြောင်းပဇွန်တောင်မြို့နယ်နေပြည်သူတယောက်ကပြောပါတယ်။ဒေသခံရဲ့လုံခြုံရေးအရ DVB သတင်းတော်ကကိုစားပြောပြပေးထားပါတယ်။သတင်းချလို့မရှိဘူး။ဆိုင်ကန်းလည်းနေတယ်။ပြည်ကြမြို့နယ်တိုင်းလိုလိုပွဲစည်းလုပ်နေတာ။ကြောင်မြောင်းဘက်လည်းပွဲစည်းရှိရကြတယ်။ဒေသခံတွေပြောရဆိုတာဘာလို့လဲဆိုဈေးတဲ့တွေလာရင်ပြီးတော့အမိုက်ပွားတာတွေအိမ်နာမလုပ်ပြီးတော့တိုက်ခန်းတွေရှိညစ်ပတ်တယ်လို့ ညော်နဲ့နေနားညိတာတွေအစုံပဲဒီတခါတော့လူမစီတာရဲ့ဆိုင်ငန်းနေတာရဲ့ကြောင့်နားသိမ့်မညိဘူးရဲ့လူသိမ့်မသိတာလဲပါမယ်ထင်တယ်ခုနောက်ပိုင်းလုပ်တဲ့ပွဲစည်းတွေကတခြားမြို့နယ်ကလာကြတာများတယ်ရေကျော်ပစွန်တော်ကလူတွေကမုတ်ဝဲယုံပဲဆင်းကြတာမသွားကြဘူးနေရီကစတိတ်စင်နဲ့ဖြောပြေးရှိရဲ့လူကြီးညာထားပေမဲ့ခုထိရထားတန်လန်းဘက်မှာဘာစင်မမလုပ်ထားဘူးတင်းကျုပ်ပွဲတော်ရက်တွေမှာဆိုရေကျော်လမ်းမကြီးနဲ့ပစွန်တော်လမ်းတစ်လျှောက်လုံးစီကားတက်တဲ့ပွဲတော်ဈေးတန်းဟာ အခုမှတော့ရေကျော် City Map ကနေမောင်ရီကဖေးနဲ့ဗိုလ်တော်အမှတ်၃ချောင်းအထိဆိုင်ငန်းအနည်းငယ်ပဲဖွင့်လှစ်ထားရှိရလို့လည်းသိရပါဗျ။ဒါအပြင်တစောင်းတိုင်းပွဲတော်အနေနဲ့မြို့နယ်အနှံ့ပြားမှာပွဲတော်တွေပွဲစည်းတွေအပြိုင်ပြုလုပ်နေတာဖြစ်လို့အခုလိုမစီကားတာဖြစ်တယ်လို့မြို့ခန့်တယောက်ကလည်းပြောပါဗျ။ကျွန်တော်တို့အပြင်ရင်ကြုံနေရတာကြတော့သူတို့တို့ကတော့အဆင်ပြေပြီးသိရတယ်။ဒီအဲဒီအတန်ကြီးရဲ့နောက်ကပွဲစည်းရာဒီလာရောက်တဲ့ဒေသတွေပြန်သွားတော့ နေပတ်တယ်ပြီးတော့အဲ့ဒီကားလေးပြိတ်တယ်တော်လေးကိုမေးခွန်းထုတ်ပြရဖြစ်တယ်ဒီဒီနေလို့လို့တယ်ဆိုမစီရဲနဲ့အဲဖြစ်တာလည်းနည်းနည်းတော့ပြောပြရဖြစ်တာပေါ့နော်လူတွေမြင်တယ်ဒီနေလူတွေအတူကဘလို့တွေးလဲတော့မင်းဒီတစ်ချိန်ကတော့နာမတော့ပွဲစည်းရလဲလုပ်နေတယ်နာမတော့ပွဲစည်းသူကရန်ကုန်မြို့နဲ့နေပြီးပေါ့ပွဲစည်းရှိလို့ဒီကပြန်လို့တဲ့ခါကျတော့လည်းအဆင်နိုင်တယ်ပွဲစည်းလည်းမပွဲစည်းရမှာမိသားအားထားပြီးတော့ဒီမှာရေကျော်ဈေးပွဲတော်နဲ့ပျော်ပွဲရှင်ပွဲတွေကို ကိုဗစ်ကာလကလေးကရပ်နားထားခဲ့တာဖြစ်ပြီး2024ခုနှစ်နိုဝင်ဘာလမှာပြန်လည်ကျင်းပပြုလုပ်ခွင့်ပေးခဲ့ရမှာလာရောက်လည်ပတ်သူများပြားတဲ့ပွဲတော်တွေကတခုလည်းဖြစ်ပါတယ်ကျွန်မဝီပါ မကွေးတိုင်းပေါင်းပြုံနယ်ကကြွားတွေကိုစစ်ကောင်စီတပ်တွေကအင်အား900ဝန်းကျင်နဲ့ဝင်ရောက်လာပြီးမီးရှို့နေလို့ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေနဲ့ဒေသကာကွယ်ရေးတပ်တွေစီကနေသိရပါဗျ။နော်မာလာ3ရက်ကစပြီးစိတ်ဖြူမြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ22ကနေထွက်လာတဲ့ပြူစောတီစစ်မှုထမ်းတပ်သားတွေနဲ့စစ်ကောင်စီတပ်အင်အား900ဝန်းကျင်ဟာပေါင်းပြုံနယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးရှို့နေရလို့သိရပါဗျ။ ဒါပြင်စစ်ကောင်စီတပ်ဟာရိုးကြီးရွာအနောက်ဘက်ရှားပင်ရေရွာကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော်ရွာကအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့သိရပါတယ်။အဲစစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲပြီးစစ်ကြောင်းထုံမီရှုနေတာကြောင့်ပေါင်းမြွနေတဲ့ကကြေးရွာ၁၉ရွာကအရက်သား၁200ကျော်ဟာဘေးလွယာတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါင်းမြွကထုတ်ပြန်ထားပါတယ်ရှင် ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကင်ကောင်းဆောင်သုံးဦးအောက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့မြောက်ကိုရီးယားနိုင်ငံရဲ့အကြီးအကဲကင်ယောင်နန်ဟာအသက်69နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ် ကင်အောင်နမ်ဟာ1998ခုနှစ်ကနေ2019ခုနှစ်အထိမြောက်ကိုရီးယားပြည်သူ့လွှတ်တော်ရဲ့ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ကင်အောင်နမ်ဟာမြောက်ကိုရီးယားနိုင်ငံကိုစတင်ထူထောင်တဲ့ကင်အီဆွန်၊တားဖြစ်သူကင်ဂျုံအီနဲ့မြေးဖြစ်သူကင်ဂျုံအွန်းတို့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ထိပ်တန်းအရာရှိတစ်ယောက်ဖြစ်ပါတယ်။သူဟာနိုမာလာ၃ရက်နေမှာကွယ်လွန်ခဲ့တာဖြစ်တယ်လို့မြောက်ကိုရီးယားသတင်းအေဂျင်စီ KCN ကဖော်ပြပါဗျ။ KCN ရဲ့ဖော်ပြချက်မှာကီယမ်နန်ရဲ့ဇာပနာကိုနိုင်ငံတော်အဆင့်ကျင်းပမယ်လို့ဖော်ပြထားပါဗျ။ ကယောင်နန်ဟာမြောက်ကိုရီးယားနိုင်ငံကိုစားပြုအကြီးအကဲအဖြစ်နိုင်ငံတကာအဆင့်ဆွေးနွေးပွဲတွေတက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ကယောင်နန်ဟာမြောက်ကိုရီးယားကောင်းဆောင်မျိုးဆက်၃ဆက်အောက်မှာတာဝန်ထမ်းဆောင်ချိန်အတွင်းယာရုရှော့ချတာမျိုးလုံးဝမခံရသူဖြစ်ပြီး၂019ခုနှစ်မှာတာဝန်ကနေအနားယူခဲ့သူဖြစ်ပါတယ်ရှင်။ပြပမကစင်ရဲ့2025ခုနှစ်ကမ္ဘာဆွဲဆောင်မှုအစီအစဉ်အမျိုးသားအဖြစ်ဝီကက်စတာဂျိုနသန်ဘေးလီကိုရွေးချယ်ခဲ့ပါတယ် အသက်38နှစ်အရွယ်ရှိအင်္ဂလန်သရုပ်ဆောင်ဘီလီဟာဝိကက်ဆက်ကာမှာပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ Jurassic World Rebirth ဆက်ကာမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဘီလီဟာ Netflix ရဲ့နာမည်ကြီးဇာတ်လမ်းတွေ Bridge Garden မှာ Lord Anthony အဖြစ်သရုပ်ဆောင်ခဲ့သူလို့လူသိများပါတယ်။ People Magazine ရဲ့2025ခုနှစ်အတွက်ကမ္ဘာဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ် People Magazine Editor အဖွဲ့ကရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ 2025ခုနှစ်အတွက်ကမ္ဘာဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ်ရွေးချယ်ခံရတာဟာဘီလီအတွက်ဂေးထဲမှာပထမဦးဆုံးဒီစုကိုဆုတ်ခွခဲ့ရပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Everton အသင်းနဲ့တရေကြပြီးတဲ့နောက် Sunderland အသင်း Premier League အမှတ်ပေးစရာအဆင့်၄နေရာကိုရောက်ရှိလာပါတယ်။ Sunderland အသင်းဟာ Liverpool ဘုံမောက်တို့နဲ့ရမှတ်တူနေပြီးအမှတ်ပေးစရာထိပ်ပိုင်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ Sunderland အသင်းဟာ Wolves နဲ့ Chelsea တို့ကိုအနိုင်ရပြီးတဲ့နောက်၃ပွဲဆက်တိုက်နိုင်ပွဲရဖို့ပြင်မှတ်ထားခဲ့ပေမဲ့15မိနစ်မှာပဲ Everton ကအဖွင့်ပိုးသွင်းခဲ့လို့နောက်ကနေလိုက်ကစားခဲ့ရပါတယ်။ဒါပေမဲ့ဒုတိယပိုင်းအစမှာအတင်းကောင်းဆောင်ရှက်ကားရဲ့ကိုကြောင့်အိမ်ကွင်းမှာတည်တမှတ်ရအောင်ဆွတ်ဆောင်နိုင်ခဲ့တာပါ။ ဒီပွဲပထမပိုင်း25မိနစ်မှာကျွန်တော်တို့ကစားပုံမကောင်းခဲ့ပါဘူးအမှတ်များပြီးဘောလုံးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ကစားပုံကောင်းခဲ့ပြီးအခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်လို့ရှက်ကာကပြောပါတယ်ဒီပွဲမှာတည်ကြခဲ့တာကြောင့် Everton အသင်းဟာနောက်ဆုံး3ပွဲမှာနိုင်ပွဲမရဘဲအဆင့်14နေရာကိုရောက်နေပါတယ်စန္ဒလန်အသင်းဟာနိုမာလာ၈ရက်နေ့မှာအမှတ်ပေးစရာထိတ်ဆုံးကအာဆင်နယ်အသင်းနဲ့အင်ကွင်းမှာကစားရမှာလည်းဖြစ်ပါရဲ့ရှင်။ DV ရုပ်မြင့်တန်ကြားညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရပါဗျ။ည၈နာရီမှလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးဦးမှာပါ။ကျမတို့ဖူအီနေပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။